ຫນွေဦးမိသားစုပေါင်းတို့ရေအားလုံးပဲမင်္ဂလာပါနော်ຫນွေဦး family channel လေးကနေလဲပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ဆရာချင်းဥတာထုရေးသားထားသောချစ်ဆန်နမွေထုကို အပိုင်းသုံးအနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် အားလုံးမေနာတော်တာဆင်ပေးကြပါအောင်နော်ချစ်ဆန်နမွေအပိုင်းသုံး လွန်ခဲ့သောတနင်္ဂနွေနေ့ကမြမတင်တို့လမ်းလျှောက်ရာမှအပြန်တွင်ယူလိုက်ဖက်ပလက်ဖောင်းစီမှမြမတင်တို့အားမျက်ခြေပြန်မခံဘဲတလဲကြည့်ခြင်းနှင့်အိန္ဒြေမယဖြစ်ခဲ့ပူသော လူငယ်တယောက်ကိုမြမတင်ကိုရင်ကားလေမတိမတာတခါတခါလက်ကြည့်ခဲ့ဘူး၏ရကူလေမြမတင်တို့ပန်းချံအတွင်း၌လမ်းလျှောက်နေကြစဉ်ထိုလူငယ်သည်ပင် ပန်းချံအပြင်မှနေ၍ မြမတင်အားအတနာခံသောမျက်နှာပေးဖြင့်ခက်ဝေဝေခက်ကွာကွာမတိမတာလိုင်းလျက်မြမတင်အားအကဲခံလျက်ရှိလျာရခင်ဤအတိုင်းပင်မြမတင်မှလည်းအမတ်တမိတ်ရောင်ရောင်မတိမတာလိုလိုဖြင့်ထိုလူငယ်အားလန်း၍လှဲ့၍ငှိဆောင်ကြည့်ရှုမိသည်မှာ မကြာခဏဖြစ်တော်၏ဒီမာဘေဘေတမီဘေဘေကိုတခုမေးခြင်းနဲ့ မြမြတင်သည်ဥညုံမောင်အားမရေတရေ မော်၍အတော်ကြောင့်အောင်ကြည့်နေပြီးမှဤသို့ပြောလိုက်သည်တွင်မေးလေမေးပေါ်သမီးရဲ့မေးမေးမြမြတင်သည် အတန်ကြောင့်အောင် တွေ့နေပြီးမှဒါပေမဲ့လည်းပြပြရဲ့မိရောက်မှာကအချစ်ကိစ္စမို့ပါ။အော်အော်အချစ်နဲ့ပတ်သက်တာမို့အဖေနဲ့သမီးမနှီးနှောတင်ဘူးလို့ထင်လို့လားမဆမ်းပါဘူးသမီးရဲ့ သမီးရဲ့မင်္ဂလာဆောင်မှာတောင်ချီပစုတကားကားနဲ့ညနာကိုအချိုးဆုံးထားပြီးအခန္ဓာနဲ့ဆိုင်ရင်ဒါကတော်ပါသေးတယ်သမီးရဲ့ကဲဘာမေးမလဲမရှက်မကြောက်မေးစမ်းသမီးဦးညို့မောင်ဤသူပြောလိုက်မှမမတင်မပြောရဲဆိုရဲဖြစ်လာပြီးဝဲနေသောစံစားနူနူလေးမျိုးကို သူ့လက်ကလေးဖြင့်ပုတ်သက်ပင်တင်လိုက်ပြီး ဟိုတနေ့ကစာဟာသမီးနဲ့တော်ဆိုင်တဲ့ကိစ္စမို့ဖေဖေဝင်မလျှုပ်ဘူးလို့ပြောတယ်နော်။နို့ဒီကိစ္စနဲ့ပတ်သက်ပြီးသမီးလှုပ်ချင်တယ်လို့လှုပ်ပိုင်권ရှိသလားဖေဖေ။ထုံမီကိုနဲ့ပတ်သက်၍ဥညုံမောင်းသည်ပေါ့ပေါ့ဆာဆာဖြင်း၍မလျော့အတော်စင်စားပြီးဖြစ်ရမည်ပြဿနာဖြစ်သည်နှင့်အမျမျက်မှောင်ကိုယ်၍အုံနှုတ်ရှုပ်အောင်အတန်းကြာတွေးတော်ငီမောနေပြီးမှဒီလိုရှိတယ်လေသမီးရဲ့ အခုဆိုရင် သမီးဟာအသက်ငယ်သေးတယ်။ဒါတွေကို အမအမှန်ခွဲခြားနိုင်လောက်အောင်သမီးတို့အုံတော့ကမရင်တန်သေးဘူး။ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဒီအရွယ်ဟာပညာသင်တဲ့အရွယ်ပညာထဲမှာသာစိတ်ဝင်စားနေရမယ်။အချစ်ကိစ္စကိုလုံးလုံးမစင်စားတင်သေးဘူး။ဒီလိုပြောပြန်တော့ဖေဖေကသွဲဝိုက်တဲ့နီးနဲ့သမီးကို ချုပ်ချယ်နေတာလို့ထင်ကျင်ထင်နေမယ်။ဖေဖေမင်းမယ်အချစ်ဆိုတာဘာလဲသမီး တိလားမြမတင်အပြေမပေးနိုင်တူတွေကလေးငိုင်းသွား၏အချစ်နှင့်ပတ်သက်သောစားတဆောင်ကိုရခဲ့သည်မှာယနေ့ပါပေါင်းတွင်မှ ရှင်ရဲ့ခံသာရှိသေး၏တို့ရှင်ရဲ့အတွင်မြမတင်ပြောခဲ့သည်ဆွေးခဲ့သည်ဝမ်းသာခဲ့သည်ဝမ်းနေခဲ့၏ထိုစားရသည်မှာလည်းပထမအကြိမ်ဖြစ်သောကြောင့်ရှင်တုံဘဝင်တုံဖြင့်စိတ်တွေပါတုန်နေခဲ့၏ထို့သောသောစိန်လှောင်ရှာပြောင်းလဲမှုလေးကိုပင်မြမတင်သည်အယတာဟုထင်ခဲ့၏ ချစ်သည်ချစ်သည်ဤမြသော စကားနှလုံးကို ပြုံ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 နှင့်ကြည်နူးခဲ့မြူခဲ့သောမြမြတင်သည်ယခု သူပါခင်မိလိုက်သော အခါ၌ရောင်ချာချာနှင့်ဘာဟုဘလို့ဖြေရမည်မသိအောင်တောင်ချာဆိုင်သွားတော်၏အေးအချစ်ဆိုတာဘာလဲရေလို့မသိသေးဘဲနဲ့သမီးကအချစ်ကိစ္စမှာစိတ်ဝင်စားခြင်းနေတာကိုဒီမှာသမီးရဲ့ညတကောင်းကြီး မောင်နဲ့မဲမဲအချိန်မှာခရီးသွားရင်တမိတော့တဲ့ရောက်နေတယ်ဆိုပါတော့တော့ဆိုတာကလည်းစုညောင်ကလေးလေးရှိတယ်၊မွေစိုးမွေဟောက်၊တာရဲတိရစ္ဆာန်လည်းပေါ်တယ်၊ကြောက်တွေကြိုက်တွေလည်းရှိတယ်။အဲ့ဒါကိုဘာဖြစ်ဖြစ်ဆိုပြီးတမိဟာဇွတ်လျှောက်ဇွတ်သွားဇွတ်တူမလား။ဦးညုံမောင်သည်ဤသူမင်းစေပြင်းလိုက်ခဲနေရမှတမိဤအကဲကိုခံရရှိလင်းဤမြမတင်သည်ရုတ်တရက်အဖြစ်မပေးသေးပဲရှေးတူရှူသူငင်း၍ခက်လေးလေးရှောက်ရမှာ။ ဘယ်စုတူရဲပါမလဲဖေဖေရဲ့မတော်တဆချောက်တဲ့ကြာတော်မှဖြင့်မြမြတင်သည်လငင်းကိုတွေ့တတီဆိုင်ဆိုင်တော်ကနိုင်အတွင်သို့ရောက်နေသည့်အလားစကားပင်ရှိမစနိုင်ပင်ပကုံလီပါတွန့်၍ယွန့်တယ်လို့ပြောလိုက်သောကြောင့်ဒါဖြင့်ကိုလိုရခရီးရအောင်တမိဘလိုလုံးမလဲတော်ရဲမှာပဲထိုင်နေမလားမြမြတင်သည်မြေခုံးနှစ်ခုချားရှိအရေးပြားလေးများပင်တွန့်လိန်သွားအောင်မျက်မှောင်ကုံ၍စဉ်းစားနေပြီး မိုးလင်းအောင်ဆောင်ပြီးထင်းထင်းရှားရှားမြင်ရတော့မှခရီးဆက်အမပေါ်ပြီ။ချိုအခိုင်ဥညုံမောင်နဲ့ရွယ်တူလူနဲ့ရောက်မျက်နှာချင်းဆိုင်စီမှာရှောက်လာလေရာဥညုံမောင်သည်စကားစတော့မြည်ပြူပြီးမှရုတ်တရက်မပြောသေးပဲထိုလူနဲ့ရောက်လွန်သွားမှပင်။လိမ္မာလိုက်ပါပြီးတော့တမိရဲ့လိမ္မာလိုက်ပါပြီးတော့ကဲကဲတမိတေတေကြာကြာနားထောင်တော့ပုံဝိတ္ထုလေးကိုဥပမာတစ်ခုနဲ့ဖေဖေရှင်းပြောပြမယ်။ ဦးညွမောင်သည်တူနေပြီဖြစ်သောဇေလိတ်ကို တဖွာနှဖွာဖွာလျက်မိမိရှိခလန်းလန်းသို့ပြချလိုက်ပြီးမှဖနှက်မပါသူများမတော်တဆနေမိကြီးကအပူလောင်တော်မီပေးကိုတတိယသည်နှင့်သူပြချလိုက်သောဇေပြင်းလိတ်တို့ကိုနှင်းချပြလိုက်လေ၏ကမ္ဘာလောကကြီးမှာအချစ်ဆိုတဲ့မျိုးကြီးတစ်မျိုးရှိတယ်ဆိုပါတော့သမီးရဲ့အဲ့ဒီအချစ်မျိုးဟာအင်မတန်တရရတယ်ပျော်လဲပျော်စရာကောင်းတယ်ဒါလောက်ပဲ တမိကြဖို့လိမ့်မယ်တာယာတယ်ပျော်စရာကောင်းတယ်မှန်ရဲ့ဒါပေမဲ့တာယာတလောက်လေကြောက်စရာကောင်းတယ်ပျော်စရာကောင်းတလောက်လေစိတ်ညစ်စရာကောင်းတယ်ကဘာပေါ်မှာမရှိမကောင်းရှိမကောင်းဆိုတဲ့မြို့ပေါ်တမိရဲ့ဒါပေမဲ့လေလောကကြီးမှာရှိတဲ့လူတိုင်းဟာရောက်လာတာနဲ့တပြိုင်နက်မိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်အဲ့ဒီအချစ်မျိုးစီကိုသာရှေ့ရှူချီတက်နေကြတာပဲဒီအထက်မှာလေငါတမိလဲပါတဲ့ပေါ့ဟုတ်တယ်မလားတမိ ထိုသို့ရုတ်တရက်မိလိုက်သောဖခင်ကြီးစကားကိုကြားသည်နှင့်မြများတင်မှဥကြောင့်ကြောင့်ရောင်ချာချာဖြစ်သွားရမှာအေးတမိကဝိုးတို့ဝါတာဖြစ်နေသေးတာကိုဒါပေမဲ့တမိဟာအချင်းမျိုးကိုဥတီချီတက်နေတာအမှန်ပဲဒါဟောတဖြည်းဖြည်းတော့တမိတိလာလိမ့်မယ်အခုဆိုရင်ခင်းကြီးစာဖြစ်တဲ့တော်တဲကိုတမိရောက်နေပြီအချစ်မောင်းဆိုတာကြားဘူးရဲ့မဟုတ်လားတမိဟုတ်ကဲ့ကြားဘူးပါတယ်ဘေဘီ ေးယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်73နှစ်က20နှစ်ထိလူငယ်လူရွယ်တိုင်းဟာ အချစ်မျိုးကိုခရီးထွက်ခဲ့ရင် အခုနောက်ပြောတဲ့အချစ်မောင်တော်ကြီးတဲမှာတဝဲလေလေသွာလာနေကြရတယ်။အဲ့ဒီတော့ဟာလေနာမည်နဲ့လိုက်အောင်အမြဲမောင်းနေပြီးတော့မောင်တလောင်းလဲကြောက်စရာကောင်းတယ်တမီးရဲ့ဥညုံမောင်ဒီစေပြင်းလိတ်တလိတ်ထိုး၍မိညီလိုက်ဤမြမြတင်မာလဲထွက်လာအန်သော စကားများကိုနာဆွင်လျက်ရှိလေဤ အဲ့ဒီအချစ်မောင်းဆိုတဲ့တော့ကနေပြီးတော့အချစ်မျိုးကိုသွားဖို့ရလမ်းတွေရှိတယ်။တခုကဖြက်လန်းနောက်တခုကတော့သူ့ခမိန်လန်းဆိုပါတော့တမီးရဲ့အေးဖြက်လန်းဆိုတာကတော့အတိတ်ပဲရှင်းနေပြီပဲမြန်မြန်ရောက်တဲ့လမ်းပေါ့ဖြက်လန်းဆိုတဲ့အတိုင်းသွားရိုးသွားစဉ်လမ်းမဟုတ်လို့လူသွားလူလာပြတ်တယ်။လူပြတ်တယ်လမ်းဖြစ်တဲ့အတွက်လဲခိုးသားတို့ဓမြတို့ထူးတယ်ဘေးအန်ကြီးပေါ်တယ်ဖေဖေပြောလို့တဲ့သဘောအတိတ်ပဲရတော့ အဲ့ဒီအချစ်မောင်တော်တွေရောက်နေကြတဲ့တချို့ငရေသူတွေဟာအချစ်မျိုးကိုရောက်ချင်စောနဲ့မိမကယောက်ျားအဖော်ရှာယောက်ျားကမိမအဖော်ရှာတဲ့သဘောနဲ့မိမခိုးလင်းနောက်လိုက်မိုက်မိုက်ကန်ကန်ဖြက်လန်းကတွားတတ်ကြသဘောသမီးဒါဝိမဲ့ကဲဖေဖေတခုမေးအောင်မယ်သမီးအမေရိကန်ပြည်ကိုရောက်ဖူးသလားဘယ်မှာရောက်ဖူးလို့လဲဖေဖေရဲ့ नो အမေရိကန်ပြည်အကြောင်းတော့သမီးကြားဘူးတယ်မဟုတ်လား ကဘာပေါ်မှာအချမ်းသာဆုံးတန်းပြီးဖြစ်တဲ့အကြောင်းအင်မတန်ပျော်စရာကောင်းတဲ့အကြောင်းဘာမှလိုလီသေးမရှိအောင်တဘာဝပစ္စည်းပြည့်စုံတဲ့တကယ့်လောကနိဗ္ဗာန်သဘွဲတင့်တယ်တာယာတဲ့အကြောင်းတွေလေသိရတယ်မဟုတ်လားဟုတ်ကဲ့ပါဘီဘီအေးအေးအမေရိကန်ရုပ်ရှင်ကားတွေတမိကြည့်ဘူးသားပဲဘလောက်ခမ်းနားတယ်လဲဒီတိုင်းပေါ်တမိသူတို့တိုင်းပြည်ဟာလည်းအင်မတန်တာယာတယ် ါပေမဲ့အဲ့ဒီအမေရိကန်ကိုတမိတီနေရောက်သွားပြီဆိုပါတော့တမိရောသူတို့လိုကြီးကျယ်ခံနာပြီးပျော်ရွှင်ခြင်းဒုက္ခကိုရလိမ့်မယ်လို့ထင်လားမထင်နဲ့တမိသူတို့လူမျိုးနဲ့ရေးရေးလေးလေးစကားပြောတတ်အောင်မယ်မနဲ့ကြူစားရအောင်မယ်အဲ့ဒီသဘောမျိုးပဲအချစ်မျိုးအကြောင်းတမိဘာမှ မသိသေးဘူးရောက်ချင်းစောနဲ့ဖြက်လန့်ကလိုက်ရင်ဒုက္ခတွေ့မှာအမှန်ပဲ အခုနာပြောတဲ့သူကမိန်လန်းဆိုတာကတော့သွားယူသွားစင်လန်းမို့လူသွားလူလာပေါ့တယ်ဘီအန်ရဲလဲကင်းနေခကြီးလဲရှိ အရောက်လဲနေတယ်ဒါပေမဲ့ဒီလန်းကလူလိမ္မာပညာရှိတွေသာသွားကြလာကြတဲ့လန်းမို့ဘာမှကြောက်စရာမလိုဘူးအဲ့ဒီသူကမိန်လန်းကသွားမယ်ဆိုရင် အခက်ခဲတခုတော့တွေ့မယ်အဲ့ဒါပညာရေးဆိုတဲ့တောင်ပဲအဲ့ဒီတောင်ဟာလဲအစင်စင်ရှိတယ်တမီးရဲ့အမြင့်ဆုံးတန်တိုင်းလေးကောင်းလီပဲမိန်ကလေးတွေဖို့ဆိုရင် တော်ရုံလောက်တက်သွားရင်ပြီးပေမဲ့ယောက်ျားလေးတွေအဖို့တော့ဒီတောင်ကို မြင့်မြင့်တက်နိုင်လေးအချင်းမျိုးမှာပျော်နိုင်နေပဲအခုဆိုရင်တမီလဲသူခမိန်လန်းကလိုက်လာလို့ဒီတောင်ကို တက်ဆပြုတ်နေပြီနားရှင်းရလားတမီ ဟုတ်ကဲ့သဘောပေါက်ပါတယ်ဖေဖေအေးအချင်းမျိုးဟာပျော်စရာကောင်းပေမဲ့ရောက်သွားဘူးတဲ့လူတိုင်းမပျော်နိုင်ဘူးပညာရေးတောင်မှစီးပူးခဲ့တဲ့အသက်မွေးဝမ်းကြောင်းပညာအစဉ်အတိုင်းလိုက်တားလင်းပျော်နိုင်တယ် အဲ့ဒီတောင်ကိုမတက်ဘဲနဲ့ကိုယ်ရှောင်းလာတဲ့လူဟာအချင်းမျိုးရောက်တော့အောက်တန်းအကြဆုံးဘွားမှသာနေနိုင်မယ်။သူများဤသူမပြောနိုင်မရွှင်နိုင်ဘူး။ပြီးတော့ပညာရေးတောင်ကိုအမြင့်ဆုံးတီတက်လာခဲ့ရုံနဲ့လည်းမပြီးသေးဘူးသမီးရဲ့အချင်းမျိုးအကြောင်းကိုကောင်းကောင်းသိဖို့ကလည်းလိုသေးတယ်။ဘလို့နေဘလို့သွားဘလို့စားဘလို့တော့ပြောဆိုအိုးအများကြီးလိုတယ်။သမီးအများကြီးသိထားဖို့လိုတယ်။ အဲ့ဒီဘ ഹു တုတတွေကိုလန်ခီးတလျှောက်သွာလာနေကြတဲ့ခီးသေးတွေအချင်းမျိုးကပြန်လာတဲ့ပညာရှိတွေစီမှာလိလာရမယ်စီးပူးရမယ်ကဲဖေဖေရတော့ဖြင့်တမိကိုချစ်လွန်းလွန်းလို့အချင်းမျိုးမှာတမိပျော်ပျော်ပပနေရအောင်မြင်ချင်းလွန်းလွန်းလမ်းနဲ့တွေ့အကြောင်းတော့ဒါအဆိုးဒါအကောင်းလို့ခွဲကြပြခဲ့ပြီးဘဲလန်းကသွားရမယ်လို့ဖေဖေမတိုက်တွန်းဘူးအာနာလည်းမပေးဘူးတမိကြိုက်ရလမ်းကိုရွေးကောင်းရင်တမိဆန်း မကောင်းရင်သမိခံဒါပဲဥညုံမောင်ဒီစကားကိုအစုံသက်၍တလိခတ်ထွေထုတ်လိုက်ပြီးမှ သမီးအားမသိမသာစောင်းငယ်ကြည့်လိုက်သည်နိုင်မြမြတင်မမမိသွန်သင်ဆုံးမလိုက်သောစကားကိုအထူးစိတ်ဝင်စားသွားရုံမကမိမိ၏ဩဝါဒလမ်းစဉ်အတိုင်းမသွေမဖေးလိုက်နာကျင့်သုံးတော်မူခဲ့သောအရေးအယောင်မျိုးတန်နေသောကြောင့်ဥညုံမောင်ဒီမိမိဖြန့်လိုက်သောဝါရ၏အောင်မြင်မှုအတွေ့အတော်ကလေးအားတက်သွားလိမ့်၏ ဖြက်လန်းဘက်ကတော့တသက်လုံးမလိုက်ဘူးဆိုတာစိတ်ချထားပါပြီ။မြမြတင်သည်လေးလေးနက်နက်စဉ်းစားနေရမှတွတ်တွတ်လက်လက်ချင်းဤသို့ဂရီပြိုလိုက်တော့ကြောင့်ကောင်းမလေးသမီးရဲ့ဒီစကားကြားရတာဝမ်းသာလိုက်ပါပြီတော့။အဲ့ဒါလိုလိန်မှာတော့သမီးလည်းကောင်းဖေဖေတို့လည်းစိတ်ချမ်းသာဘာပြောစရာရှိတော့တယ်။ဖေဖေဂုံယူပါတယ်သမီးရဲ့အခုလိုလိန်မှာတဲ့သမီးကိုမွေးရတဲ့အတွက်ဖေဖေတကယ်ပဲဂုံယူပါတယ်။ဖေဖေသမီးလေးအသက်ရာကျော်ရှိပါစေနော်။ အဲခုနဖေဖေပြောသလိုအမအမှန်ဝေဖန်နိုင်တဲ့ဘဟုတုတအလင်းရောင်ရဖို့ဟာတမိဖို့ဆိုရင်နောက်ထပ်၄၅နှစ်လိုသေးတယ်တမိရဲ့တိလားဟုတ်ကဲ့တမိနားလဲပါပြီဖေဖေအခုတမိ၁၅နှစ်ဆိုတော့အသက်၂၀လောက်ကြာမှအခြေရေးကိစ္စမှာစိတ်ဝင်စားရမယ်ဟုတ်လားတို့တခုမေးပြစီလားဖေဖေရေဟိုတနေ့ကရတဲ့စာကိုမြေတားစာရဲ့လို့တော့ဖေဖေကိုပြောပြပြီးအဲ့ဒီစာနဲ့ပတ်သက်ပြီးတမိဘလို့လုံးတင်တယ်လဲစာပြန်ရမလားမပြန်မဲနေရမလား ဲ့ဒီစာရောတင်ထားရမလားစုတ်ပြရမလားညမတင်သည် မကြောင်မယွန့်ဝင်ဝင်စားစားချင်းမေးလိုက်၏အခုလိုပွင့်ပွင့်လင်းလင်းမေးဝင်တဲ့တက်တီကိုဖေဖေတော့ချီးကျူးပါတယ်တကယ်ပဲချီးကျူးတယ်ဒါပေမဲ့တမီးကချက်တလို့ကြောက်တလို့ဖြစ်နေသေးတယ်ဒါဟာလူမှန်ရင်ဘယ်သူမှမကင်းနိုင်တဲ့ကိစ္စရှက်စရာလည်းမလိုဘူးကြောက်စရာလည်းမလိုဘူးဒီကိစ္စနဲ့ပတ်သက်လို့တိုင်မင်းတဲ့အခါမှာလေဖေဖေကိုအင်မတန်ရင်းနှီးတဲ့တငငယ်ချင်းမိတ်ဆွေလို့ သဘောထားပေါ့ငါသမီးရဲ့နော်ဦးညို့မောင်ဒီစကားကိုရုတ်တရက်ဖြတ်၍လမ်းလေကောင်းတွင်ကြာနေသော ပလင်ကွဲစားတစ်ခုကိုကုန်းကောက်ပြီးလမ်းသွားလမ်းလာများကိုမဆူရှောင်မိစေရန်လမ်းပြီးရေသွားပိုက်ခေါင်းထဲသို့ပြစ်ထည့်လိုက်လေ၏ဟိုတနေ့ရရင်မြစ်တာစာကိုဘလို့လုံးရမလဲလို့သမီးမေးတယ်နော်ပြီးတော့အသက်20လောက်ကြာမှအချစ်ကိစ္စကိုစိတ်ဝင်စားရမယ်ဆိုတဲ့အတိတ်ပဲဆိုတာစဉ်းစားမိပါပြီလို့လည်းသမီးပြောသေးတယ်တို့ဒါဖြင့် တမီမေးတဲ့မိကုံးကိုတမီပဲဖြေထားသလိုဖြစ်နေပြီမဟုတ်လားတမီရဲ့အဲ့ဒီတိုင်းပေါ့အချင်းနဲ့ပတ်သက်တာမှန်ရင်ဘာပဲဖြစ်ဖြစ်စိတ်ထဲမှာမထားနဲ့မေးပြဖြောင်းပြမေးနိုင်ပြောင်းနိုင်လေးကောင်းလေးပဲဒါပေမဲ့အတင်းတော့ဖေဖေမတိုက်တော်မူမြမတင်သည်တစုံတရာဘာမှပြန်မပြောမေးလည်းမမေးတော့ပဲဖခင်ကြီးပြောလိုက်သောစကားကိုနားထဲတွင်စိန်၍အမိန်သားချင်တဲ့အသွင်ကိုစောင်းလျက်ရှိလေ၏ ပထမကောင်းမှုဖခင်ကြီးသည် မိတ်ဆွေကောင်းတယောက်တစ်ဖွဲနှီးကောင်းပြတယ်လို့လို့နဲ့အာနာရှင်ဆန်ဆန်အမိန်ပေးနေပြီးနောက်ဆုံးတွင်မှ ဒါပေမဲ့အတင်းတော့ဖေဖေမတိုက်တွန်းဘူးဥသောစကားဖြင့်ဤကုန်းချုပ်လိုက်ဒီကိုများများတင်အလွန်ကျေနပ်သွား၏ကြည်နူးသွား၏မြူးသွား၏မိမိအားအလိမ္မာနှင့်ချုပ်ချယ်နေခြင်းဖြစ်သည်ဟုဖခင်အပေါ်၌အထင်မှားမိသောမိမိစိတ်ကိုလည်းအပြစ်တင်မိ၏ထိုအချိန်၌လူငယ်ယောက်ျားပြိုတယောက်သည်ပန်းကျင်အပြင်ဘက်မှမယောင်မလဲရှောင်းရင်းများများ တင်စီတို့မျက်လုံးကစားလျက်ရှိ၏ခက်စောစောချိန်များကဆိုရင်များများတင်သည်လဲထိုလူငယ်အားမကြာခဏဆိုသလိုစောင်းငယ်ကြည့်ရှုသည်သာဖြစ်တော်လေရကုမမလုံလုံလျားလျားနှိမ့်၍မကြည်တော်သည်သာမကထိုလူငယ်အနီနား၌ရှိနေခြင်းသည်ပွင်သူ့အဖို့အနောင်ရှက်ဖြစ်နေသည်နှင့်အကယ်ပင်မလိုလားတကယ်သို့ရှိလေ၏ဒီမပီပီသမီးကိုစားပေးတာဘသူရဲ့လို့ပီပီကို ပြောပြဖို့လိုသေးလားယင် မလိုပါဘူးသမီးရဲ့ ဒါပေမဲ့တမိပြောပြရင်လည်းသိရတာပေါ့ပါနဲ့လိမ်မာလာတော့ဦးညုံမောင်ဤစကားကြောင့်မမြတင်မမပြုတ်အခက်ပြုတ်အခက်အခြေမျိုးဆိုင်သွားတော့ကဟိုလေလိတ်ကန်လန်းတွေကတောင်းစိန်ပေါ်ဖေဖေရဲ့တမိတို့အင်ရှင်မဘောလုံးလာလာကစားတာရောအော်အော်အော်ကြာစံတဲ့ကြီးမက်ကျူရဲ့တောင်းမောင်တောင်းစိန်ကိုတဲမိုက်တဲ့ခလေးပဲပညာဖြင့်တအောင်မတင်သေးဘူးဒါရီကိုစိတ်ကူးနေတယ်တော်ချင်းဒီဆိုရင် ဥညုံမောင်တို့လမ်းလျှောက်နေသည်မှာပန်းကျန်တကူလုံးဤ9ပန်း10ပန်းများပင်ပတ်မိနေပြီးနေမာလေးတဖြည်းဖြည်းဆောင်းသွားပြီးဖြစ်သောကြောင့်ဥညုံမောင်တို့သမီးအဖသည်ခါရင်ထွက်နေကြအပေါင်းမဟုတ်သောကုံတယ်လန်းနှင့်ဘာလန်းထောင်အပေါင်းမှထွက်၍ပြန်ခဲ့ကြလေ၏ခက်စော်စောကပန်းချန်အပြင်တွင်မရောမလဲလုံနေခဲ့သော လူငယ်သည်လည်းအချောင်းပလက်ဖောင်းပေါ်မှနေ၍ယခုမှအတိုင်းပင်များများတင်အားမျက်လုံးကစားနေသောကြောင့်ဖေဖေ ိုဘက်ပလက်ဖိုင်ကိုမတိမတာကြည့်လိုက်စမ်းမသမီးကိုစားပေးတာသူပေါ့တောင်းစိန်ပေါ့ပြောချင်းလွန်လာ၍ကောင်းမဟုတ်မိမိကိုလာ၍ပိုနေသည်ထိုမိသောတောင်းစိန်အားဖခင်ကြီးမြင်သွားခဲ့သောမိမိအားတမျိုးတင်မည်ဆိုသောကြောင့်ကြိုတင်ကာကွယ်သည့်သဘောဖြင့်ပြောလိုက်သည်နိုင်ဟင်သမီးကမောင်တောင်းစိန်ကိုဒီနေ့မှမြင်နေတယ်နဲသမီးနဲ့ဖေဖေလမ်းလျှောက်ထွက်တိုင်းသူ့ကိုဖေဖေတွေ့တာပဲဒီလိုကိစ္စကြောင့်ရဲ့လို့တော့မတွေးမိဘူး အေးပေါ်သမီးရဲ့ယောက်ျားလေးဟာမိန်းကလေးကိုတွေ့ရင်ပိုးတာပဲမဆမ်းမှာဘူးပိုးပစီပေါ့ကိုကရိုးဖို့သာအရေးကြီးတယ်အမှန်အားဖြင့်မြမြတင်တန်းစားရောက်ပြည်သည်နေမှာစား၍ဥညုံမောင်တတိထအကဲခံရနိုင်ထုံမီတော်မောင်တောင်းစိန်သည်သာလင်းလှုံရှားခြေသွဲနေသည့်ပြင်မိမိတို့လမ်းလျှောက်ထွက်တိုင်းမယောင်မလဲလိုက်နေသည်ကိုတွေ့ရသောကြောင့်မြမြတင်အားစားပြီးသူမှာ မောင်တောင်းစိန်သာဖျားမည်ဟုအများဆုံးထင်ကြရသည့်တိုင်အောင်တစုံတရာဘာမှမပြောဘဲမသိဟန်ဆောင်နေကလေး၏ယခုသမီးဖြစ်သူဖွင့်ပြောမှပင်ထင်သည့်အတိုင်းမှန်နေသည်ကိုတွေ့မြင်ရသည်တွင်မြများတင်အားလဲဖေဖေနဲ့တလောက်တော့အကင်းပါပါသေးတယ်သမီးရဲ့ဖေဖေကိုလိမ်မယ်တော့မကြံနဲ့မရဘူးဟုတိုင်းရိုက်မပြောတော့လဲထိုသဘောမျိုးတဝင်းသည့်အတိတ်ပဲဖြင့်သွေးဝိုင်းတတိပေးခြင်းဖြစ်လေ၏အခြေကိစ္စစာကိစ္စများရှုပ်ထွေးပွေလီခဲ့သည်ဤ ။အီမာပနိုင်မြမြတင်မှာပြပီယီနှင့်အတော်ကလေးအင်ဒရီရှိလာ၏။အချင်းနှင့်ပတ်သက်သည့်များတွင်စိတ်မဝင်စားတော့ယုံသားမဟုတ်တက်ဆက်ဖွင့်ရ၌ပင်လင်းအချစ်စိတ်ကိုလုံးစုံသောသဘောမျိုးပါဝင်သည့်တက်ပြောင်းကိုရှောင်ရှားခဲ့၏။ဝိတုမဂဇင်းဖတ်ရသည်ကိုပင်မရေသလိုလိုပင်ဖြစ်နေခဲ့၏။ဟေ့သမီးအခုတော်တော်သမီးတဲစာဖတ်ပြင်းနေပါကလားမဂဇင်းတို့ဝတ္ထုတို့တောင်ဖတ်တာမတွေ့ဘူးဟုတ်တယ်ဖီဖီ ဝိထုတို့မဂ္ဂဇင်းတို့ဆိုတော့အခြေအကြောင်းတွေသာအများဆုံးရေးထားတဲ့စာအုပ်တွေမို့အိုဟိုသမီးတော်လဲအတွေ့လူနေပြန်ပါပြီဒီလောက်တောင်လဲရှောင်မှုမလိုပါဘူးသမီးရဲ့ဝိထုမဂ္ဂဇင်းဆိုတာလောကကြီးမှာလူတွေဘလို့ဖြစ်နေကြတယ်ဘလို့လို့ရင်ဘလို့ဖြစ်မလဲဘယ်တော့ကဘသူဟာပါလို့လို့ဘလို့ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေသာရေးထားတာမို့ဒါရီကိုဖတ်ပြီးတော့နေယူရတယ်သမီးရဲ့ဒါမှအရင်ဖေဖေပြောဘူးတဲ့အချစ်မြို့သွားရလမ်းမှာအထောက်ပံ့ရနိုင်တော့မပေါ့ ဖတ်ပါသမီးရဲ့များများဖတ်လေများများဘဟုတုတတိုးလေပဲအေးတခုတော့တတိပေးထားမယ်သမီးသမီးတို့မုံဟင်းကားစားတဲ့ခါအကောင်းဆုံးဆိုင်ကိုရွေးစားသလိုစာအုပ်ဖတ်တဲ့နေရာမှာလဲအကောင်းဆုံးကိုရွေးပြီးဖတ်ပေါ့မုံဟင်းကားထဲမှာပုတ်နေတဲ့နံနံမဲပိုင်းယူပြီးလွန့်ပြစ်သလိုဝိတုတွေထဲမှာ၁၄နှစ်သမီးလင်းနှောင်းလိုက်တာမျိုးပိုင်းခေါင်းနဲ့မထည့်ထားနဲ့ကောင်းတာကိုအတူယူမကောင်းတာကိုဘေးဖယ်စိတ်ကိုလွယ်လွယ်မထားနဲ့အမပဲမရင်အောင်ထိမ့်နိုင်သလောက်ထိမ့်ပေါ်သမီးရဲ့ ဥညုံမောင်သည်တို့များအထိတတိမလစ်ပဲအမြဲဆုံးမဩဝါဒပေးခဲ့၏။ဂျိန်တန်စုတန်အာနာတန်ဟု၍မြူစီများမပါ။တာယာညင်ပြောင်းပြားတကာလောင်းပြီးတကယ်တော့အကျိုးအကြောင်းကိုအသေးစိတ်ဝေဖန်ရှင်းပြ၍ဆုံးမခဲ့သည်ဖြစ်ရာမြမတင်သည့်အဘဲကဲသို့သောစိတ်ဖြင့်မိဘများအားကန့်လန့်ထောလုံးမတော်တယောလုံးရဲ့နိုင်တော်မီနီ ရေနှင့်အစာအစာကိုမတော့စားပင်အသက်ရှင်နေသည့်လူဟု၍လောကနိုင်မရှိတကယ်သို့သာသမီကိုနှမုန်းစေလိုသောမိဘဟု၍လည်းလောကနိုင်မရှိပါဘီမိဘတို့မည်သည့်သာသမီကောင်းစားသည့်ကိုသာတွေ့မြင်လိုသည့်အတိုင်းမျိုးစုံသောဤများဖြင့်သာသမီကောင်းစားရေးဖန်တီးပေးလေရှိကြလေသည်ထိုဖန်တီးသောဤများတွင် အနုနီအကြံဤအဖြစ်ကွဲပြားခြားနာလျက်ရှိပြန်လေသည်အလွန်ညံထိုင်သောចောင်းသားတယောက်သည် ကကကီကီထက်အိုရမတတ် တင်၍လည်းမရစီကားမူအတန်နေရောက်သည်နှင့်နောက်ဆုံးမောတခြင်းများကိုတပုတ်ပြီးတပုတ်သီဆိုလေးရှိ၏ထိုအခါဆရာမလင်း၎င်းကလေးအားစာတော့မတက်ဘူးတခြင်းတွေတော့အသည့်ပေါ်တိုင်းဘလို့တက်လာသလဲဟုမေး၍စူလာရိုက်လာလုံးနီထိုကလေးစာတက်လာမည်လို့အကယ်၍ဆရာမသည်ထိုကလေးဝါသနာထုံသောတခြင်းတပုတ်ကိုရေးပြပြီးတခြင်းစုပြရင်ချော့ချော့မော့မော့စာတင်မှတ်မသိတင်သွားမည်ဆိုရင်ထိုကလေးပညာရေးသည် မျောလင့်စရာရှိနိုင်သေးသည်မဟုတ်ပါလော ကျိန်မောင်းစုပူရေ၎င်းချော်ရေ၎င်းမိတိနီနေတင်သည်ဖြစ်စေဆရာမ၏စေတနာက ခလေးများပညာတတ်စေလိုသောမြတ်တာကိုအရင်ခံသည်သာဖြစ်တော်လေနီးဟု300၌တတိလိတိနှင့်အမြမိမိစေတနာသည်ဝိဒနာအဖြစ်သို့ရောက်သွားတတ်သည့်ဤသူမိဘများတွင်လည်းသာသမီများကိုကောင်းစားစေလိုသောစေတနာဖြင့်တွင်တင်ဆုံးမဩဝါဒပေးရ၌နီးချော်၏မတော်တရဖြစ်သည်နှင့်သာကြုံတွေ့ရလျာဤအချက်ကို နက်နက်နဲနဲသဘောပေါက်ခဲ့ပြီးဖြစ်သောဥညိုမောင်သည်အလီလီအမေမေသော နီးပရိယေများဖြင့်အငင်သားဆုံးသောစကားကိုရွေး၍ခက်အေးအေးဆုံးမခဲ့၏။ဘာလဲနှုတ်ခမ်းနေစိုးမလို့လားမစိုးရဘူး။ဤကဲ့သို့သောပြ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 မရှိ တုံးတီတီစကားမျိုးဖြင့်တာမင်းမီအစားဥညိုမောင်သည်အောက်ပါအပြော်မျိုးကိုသာသုံးလေးရှိ၏။ဩသမီးကနှခမ်းနေစိုးကျင်နေလား။စိုးဖို့သမီးရဲ့ဒါပေမဲ့ကိုလုံးတဲ့အလုပ်တခု ကိုသုံးတဲ့ပစ္စည်းတကူဟာကိုကိုအကျိုးဖြစ်ထွန်းစေသလားအကျိုးရုပ်စေသလားဆိုတာသိဖို့လိုတယ်သမီးရဲ့ဥပမာအပင်အောင်ပွင့်တဲ့နှင်းစီပန်းဟာသူ့တဘာဝအတိုင်းသူ့အယောင်နဲ့သူ့အသွေးကြပြီးသားဖြစ်တဲ့အတွက်နောက်ထပ်ဘာမှပြုပြင်ဖို့မလိုဘူးစီဆိုဖို့လည်းမလိုဘူးဆက်ကူကိုနှင်းစီပန်းနဲ့တူအောင်တူလုပ်ထားတာမျိုးကကြတော့နှင်းစီပန်းအယောင်နဲ့တသိရဲတူအောင်စီဆိုပြရတယ်ဒါမှမဟုတ်နှင်းစီပန်းအယောင်နဲ့တူတဲ့ဆက်ကူကိုရှာပြီးတော့လုပ်ရမယ် ဘလို့ပဲလုံလုံနှင်းစီပန်းအစ်စ်လောက်လှလည်းမလှဘူးတဘာဝလည်းမကြဘူးအဲ့ဒီသဘောမျိုးပဲနှုတ်ခမ်းနေဆိုးတယ်ဆိုတာယောဂါကြောင့်နှုတ်ခမ်းဟာဖြူရော်ရော်ဖြစ်နေလို့ဒါမှမဟုတ်အကြောင်းတစ်ခုခုကြောင့်နှုတ်ခမ်းရဲ့တဘာဝအရောင်ပြက်ပြဲနေလို့ကြည်ကောင်းနှုတ်ခမ်းဆိုးတာဆိုရင်တော့ကိုယ့်အဖို့အကျိုးရှိတယ်လို့ယူဆရမယ်ယောဂါလည်းကင်းတကွငကိုတဘာဝအရောင်လည်းပြက်ပြဲချွတ်ရင်ချင်းမရှိဘဲနဲ့နှုတ်ခမ်းဆိုးတာကတော့အတိတ်ပဲမရှိဘူးလှကျင်လို့ပေါ့ဖေဖေရဲ့လို့တမီးက ဆင်ကြည်ပြီးမယ်ဆိုတော့အပင်ရောင်ပွင့်တဲ့နှင်းစီပန်းကိုဆေးဆိုးလိုက်ရင်ပန်းဟာပိုလာလားမလားလို့ဖေဖေကပြန်မေးရလိမ့်မယ်။ဒါကငါဘာလုပ်တာလဲလို့ကိုဟာကိုစဉ်းစားတတ်အောင် ရှင်းပြနေတာ။ဒါပေမဲ့သမီးဆိုခြင်းလဲဆိုပေါ်ကွယ်။ဥညုံမောင်သည်ဤသို့လဲအနုဆဲ၍ရှင်းပြတတ်သည်၏။ ဥညုံမောင်၏အုပ်ချုပ်မှုလိမ္မာပါနေသည်နှင့်အမျှမမြတင်မှလည်းအထူးငြိမ်ဝင်ပြီးပြားနေကလေးရာခေတ်စကားအဖြစ်ငါသမီးဘယ်နေများလင်းနောက်လိုက်ပြီးတော်ခိုးသွားမလဲဟူသောကြောင်းကြမှုလည်းမရှိ ရှင့်သမီးကိုကျမသားနဲ့ပေးစားဖို့ငွေဘလောက်လက်ပွဲမလဲဟူသော ICS ပြည်လက်ပြန်သားရှင်များ၏အမေကိုလည်းမခံရငါသမီးကိုဘသူနဲ့ပေးစားရပါမလဲဟူ၍တွေးပူနေကြလဲမလို့တော့သည့်အလျောက်ဥညုံမောင်တို့မိသားစုတစုမှလောကထဲမှာလူဦးရေ9ယောက်များသာရှိသောပြည်내ကလေးတနေ့အဖြစ်ငင်းချဲရည်ရသည်နှင့်အမျှသူတို့၏စီပွားရေးမှလည်းစီမံကိန်းမဆွဲရပဲနှင့်တိုးတက်၍သာနေလေတော့၏ အသက်တမျှချက်တော်များသို့ရုံဤနှိမ်လမင်းပါပါနှင့်အသွင်မချာတူပေညာသော ရွှေသားသင်္ကီလာဒေဝီရဲ့ညာဤယူပါချစ်ဖွယ်လျာသည့်ကိုလုံးကာယေအိန္ဒြေနှင့် ထွေဆုံကြွယ်လာသည့်အိန္ဒြာနွယ်တို့၆တွယ်ပြက်ကင်းကောင်းခြင်းငါပြကြံထွက်လာသည့်ကာလီစေယဟောမွဲစာလို့ကွာမရင်ပဲမျက်ရည်ချင်းနှင့် အစင်းယူပါမဲအုံမာသွင် တော်လေးဝင်သည်တင်တမိအားမေတ္တာစကားတင်ဆက်ပါလိုက်ရပါတော်သည်မြောက်ကိုမြင်သည်နေမှာစား၍မောင်မာလီစားမဝင်ဆက်မပြောပဲမြောင်မျက်နှာကိုဖြတ်တော်လဲမပြေဖြောင်း၍လဲမဖြစ်အချစ်ဒီဂရီတွေသာတိုးနေရပါတော့ကြောင့်ချိုသည်ခါသည်ဤနယ်လီကိုကြည်နင်းသောစိတ်ထားဖြင့်ပြန်ကြားလိမ့်မည်ဟုထပ်လောင်း၍အတနာခံရင်းမျော်လင့်နေရပါတော့သည်စိမ့် မြမတင်သည် ထိုစာကို၃ချိန်တီတီဖတ်ပြီးမှစက္ကနေထား၍ဧကန်တွင်ထိုင်နေသောဥညုံမောင်စီတို့ထွက်လာခဲ့လေ၏ဟောဒီမှာစာတစောင်ရောက်လာပြန်ပြီဖေဖေအဲ့ဒါတောင်းစိန်စီကအလေးချိန်ရောက်ပြီးတဲ့စာပဲဒါနဲ့မေးပြစီဖေဖေရဲ့ဒီလိုစာတွေဘာတွေရတဲ့ခါဖေဖေတို့မေမေတို့ကိုတမိပြတဲ့သလားထိုအခိုက်လီကားစီမှာဖနက်တန်တကူပေါ်လာပြီးမကြာမီတော်သိန်းထုံရောက်လာကဥညုံမောင်တို့သမီးအပါနှင့်ရောထိုင်ရင် ဘာစားလဲသမီး ဟုထိုင်ထိုင်မေးမေးမေးလိုက်တော့ကြောင်းကြီးစားစားပေါ့ကွာဟိုကြာစံကြီးတဲ့မတ်ဂျူရဲ့သားမောင်တောင်းစိန်ကပေးတာတဲ့ဥညုံမောင်ဤသူပြေလာ၍မှစကားမဆုံးပြီအောင်မေဒီကောင်ကလားကျုပ်သမီးကိုယာယာတတတော်ကိုနဲ့တမ်းမမသိမတမ်းမမသိတော်စမ်းမတင်တော့မင်းဘာဖြစ်လို့ဒီလိုပြောချင်ရတာလဲပါပဲဖြစ်ဖြစ်ကိုချင်းဆောင်မှာပေါ့ကွာ တကယ်လို့အမေရိကန်သမ္မတကြီးကသူသားဟာမင်းသမီးနဲ့မတန်ဘူးလို့ပြောရင်မင်းခံချင်မှာမဟုတ်ဘူး။နည်းနည်းပါးပါးလေးအပြောဆိုဆင်ခြင်မအောင်။ဦးညွမောင်အီတို့ဟန်လိုက်မှဒေါ်တင်တော်ငြိမ်သွား၏။ခုနကသမီးမေးတယ်နော်။မေတ္တာစာတွေဘာတွေရောက်ရင်ကိုမိပါကိုပြတင်သလားလို့။အေးပြခြင်းပြ။မပြခြင်းလဲနေသမီးရဲ့သဘောပဲ။ဒါပေမဲ့တခါကဖေဖေပြောခဲ့ဘူးတယ်နော်။သမီးကအမှားမှန်ဝေဖန်နိုင်တဲ့အရွယ်မဟုတ်သေးတဲ့အတွက် အချစ်ကိစ္စတွေကိုစိတ်မဝင်စားသင့်သေးဘူးလို့အဲ့ဒါတမိမိသွားပြီလားမမိပါဘူးဖီဖီနို့ဗီမဲအခုလိုစာခဏခဏပြီးနေတာတမိဖို့အနှောင့်အယှက်ဖြစ်နေတာပေါ့အဲ့ဒါတမိစာပြန်ရေးလိုက်ချင်တယ်သူ့ကိုမြစ်တာလည်းမရှိဘူးနောင်ကိုလည်းစာမရေးပါနဲ့ဒါကြောင့်ဖီဖီကိုတိုင်မင်းကြည့်တာပါအဲ့ဒါတမိမားတာပေါ့စာပြန်နေဆိုကြတဲ့ကသူ့ကိုဂယုဆိုင်ရာရောက်နေပြီကိုမမြစ်တာမရှိတာဒီအတိုင်းမဲနေလိုက်ပါအကောင်းဆုံးကတော့ တမိစီကိုစာရောက်လာလို့ဒီစာဟာမေတ္တာစာမန်းတည်တာနဲ့တပြိုင်နက်မဖက်ပဲစုပ်ပစ်လိုက်တာဟာအန်ရဲ့အကင်းဆုံးမှာပဲဒါကတမိငယ်လေးစိတ်နှုသေးလို့ပြောတာနော်ဖေဖေပြောဘူးသလို16နှစ်ကျော်ရင်အေးအသက်20အထိနေနိုင်ပိုးကောင်းတာကွယ်အဲ့ဒီအချိန်ကျတော့တမိဖက်ချင်းဖက်မဖက်ချင်းနေဖေဖေဘာမှမချုပ်ချယ်ဘူး အမှန်အဖျင်းဆိုရင် ထိုစကားသည်ဒေါ်သင်းထုံအဖို့အတော်ကလေးခါနေ၏သဘောမကျမကြည်မနက်ကောင်းတဆဆနှင့်နေရင်မဲ့ကောင်ရွယ်ကောင်နှင့်ဥညုံမောင်အားကြီးနေ၏မြမတင်သည့်လက်ထဲတွင်ကင်ထားသောဆာရွက်ကလေးကိုအစိမ့်စိမ့်မောင်မောင်ဖြစ်အောင်ဆွဲဆုံနေသည်ကိုဥညုံမောင်သည်ခက်ပြုံပြုံကြည့်နေရမှာဒီမသမီးအခုလိုဖေဖေတို့ရှိမှစာကိုစုပ်ပြဲပြပြီးတော့အယုံသွင်းတဲ့သဘောမျိုးတော့မဖြစ်ပါစေနဲ့သမီးရဲ့နော် ဖေဖေတို့ဟာတမိကိုချစ်လွန်းလို့အမမအယွင်ယွင်မဖြစ်အောင်တတိပေးနေတာမိတ်ဆွေကောင်းအဖြစ်နဲ့အကြံဉာဏ်ပေးနေတာသာဖြစ်တယ်။တားမြင်ပိတ်ပင်နေရမဟုတ်ဘူး။တမိသိပါတယ်လေ။ဒီပြင်မိသားစုဆိုရင်ဟီစားစားဆိုတဲ့အတန်ကြားတာနဲ့စူလာကျင်းလာလုံးမှာပဲ။မြမတင်သည်ချစ်ကြောက်ချင်ညိုငိုတော့မလို့မျက်နှာထားနဲ့ဥညိုမောင်းအာမောကြည့်လိုက်ရမှဒီလိုတော့အထင်မလွဲပါနဲ့ဖေဖေရဲ့တမိကိုချစ်လို့ ဒီအသီးကိုမစားနဲ့ယူတတ်တယ်ပြောထားရဲ့သားနဲ့ကိုရမခိုးစားရင်တမိမမပေါ့ဖေဖေတို့မသိပဲဘာမှမလုပ်ချင်လို့အခုလိုတိုင်မြင်အသည့်ပေးရဲ့သားနဲ့တမိကိုတမျိုးထင်နေတယ်ဆိုတော့မြမြတင်သည့်စကားကိုပင် ရှေးမဆက်နိုင်တော့ပဲတရွာရွာလုံနေသောအောင်းနှုတ်ခမ်းလေးကိုအပေါ်သွားလေးဖြင့်ခဏနာလေးဖိကိုက်ထားရမှယူကြတော့မလို့မျက်ရည်တွေဆူလာသဖြင့်ဥညုံမောင်သည်ကမန်ကရန်ထား၍တမိအနီးတွင်ရွှေ့ထိုင်လာရင်မြမြတင်ဦးကောင်းကိုပုတ်တန်နေရမှ စိတ်ဆန့်ကြည့်တာပါတမီးရေဖီဖီတမီးကိုယုံပါတယ်ယုံလို့လဲတမီးကိုလွတ်လပ်ခွင့်တွေပေးထားတာပေါ့ကဲထထရေမိုးချိုးအဝတ်စားလဲကြည့်လမ်းလျှောက်လိုက်မယ်မဟုတ်လားဦးညွမောင်သည်ဤသို့ချောမောပြောဆိုပြီးတမီးပကုန်းတစ်ဖက်ကိုကိုင်း၍ထူလိုက်သည်တွင်မြများတင်လဲမျက်လုံးရီဝေနှင့်ခက်တွေတွေကြည့်နေပြီးမှစိတ်ချပါဖီ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 တို့ကိုအတိမပေးပဲတမီးဘာမှမလုပ်ဘူးကဲကဲ တမိရီသွားချိုးတော့မယ်ဟုပြောလိုက်ပြီးသည်နှင့်မိမိအိတ်ခန်းစီသို့ထွက်သွားလေ၏ဟုတ်ကဲ့ပါရှင်ဆရာကြီးဥတာတုရေးသားထားသောချစ်စံနမူဝတ္ထုကို အပိုင်း၃နေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ဆက်ပြီးခဲ့ကြတဲ့လူမျိုးသားစုဒုတိယချင်းစီရိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။လူမျိုးသားစုများအားလုံးလေးကင်းလို့ကျန်းမာကြပါစေရှင်။